ဒီဘန်နဲ့ပတ်သက်တဲ့ကိစ္စတွေတော်တော်များများတော့ကျွန်တော်တို့အလုတ်သမားကိုပရက်ရှာပေးတာမဟုတ်နိုင်ငံရုပ်ပရက်ရှာပေးတာကျွန်တော်တို့နိုင်ငံရဲ့နေဆက်ဒေတာမှာငွေတီစီစိမ့်မှုကိုသူကဟန်တားကျင်တာပေါ့ဗျာကျွန်တော်တော်လိုင်းကိုလှုပ်ချင်တာလှုပ်ပြချင်တာဒါပေမဲ့တော်လိုင်းကြီးတိုက်တိုက်လှုပ်လို့မရတော့သူကဘန်တွေကိုသူက limit လဲလိုက်တာမြန်မာနိုင်ငံသားဘန်တွေကိုဒီလှုပ်သမားတယောက်ကတနေ့ကိုသူတို့ဘန်ငွေနဲ့လေးရရမယ်ဆိုရင်တလားမှာရပြည့်လောက်ရဲ့1000တောင်းဒီ1000တောင်းနဲ့ပို့လာတဲ့ငွေဒီဘာငွေလဲဆိုတာသူကအဲ့ဒါကို အတိအကျစောင့်ကြည့်ဖို့လုပ်တာပေါ့နော်ဒီမှာအရင်ကဆိုအလားတူမရှိခဲ့ဘူးပေါ့နော်အခုဒီနှစ်မှစပြီးတော့ဖြစ်တယ်အဲ့ဒီကိစ္စကလည်းကျွန်တော်တို့အလုံသမားကိုပရက်ရှာပေးတာမဟုတ်ဘူးတော်လိုင်းကိုပရက်ရှာပေးတာတော်လိုင်းဘက်ကိုကျွန်တော်တို့မလိုအပ်ဘဲနဲ့စီစဉ်သွားမှကြောက်လို့လုပ်တယ်လို့ကျွန်တော်ကသုံးသပ်လို့ရကျွန်တော်တယောက်တည်းသုံးသပ်တာနော်ဒီရွှေပြောင်းလုံသမားတန်းရှိရှိတဲ့အလုံသမားကိုထိုင်းလုံသမားဝင်းထန်တာကပဲသူ့ရဲ့ညွှန်ကြားမှုနဲ့ policy တွေပြောင်းမယ် နေထိုင်ခွင့်တွေကိုတက်တန်းတိုးမဲ့ကိစ္စကလုံမဝင်ဌာနမှာပဲတခုတည်းကိုသူကကင်ထားတာအားလုံးထဲမှာသူကအမြင့်ဆုံးဖြစ်တော့သူလုံနေတဲ့ကွက်ကပါလဲဆိုတော့စကဆအခုလက်ရှိအာဏာသိမ်းတဲ့စစ်ကောင်စီဘက်ကအာယုံစိုက်ပြီးတော့ဒီရွှေပြောင်းလုံသမားတွေကငါတို့ကဒီ policy တွေမလိုက်နိုင်ရင်ပြည်သူဖမ်းဖို့မလားအဲအဲ့ဒီမှာသူကကစားတာကစားတော့သူကကျွန်တော်ထင်တယ်ဗောဗျာစကဆဘက်ကဖိအားပေးပြီးတော့ကစားခိုင်းတာဗောကျော်တော့အဆက်အသွယ်ကြီးလှုပ်လို့လည်းမရတော့ဘန်မှာလည်းလက်ပတ်လို့မရဈေးတိုင်းလည်းရောင်းမရဘူး ပါစင်တဲ့လုပ်ငန်းတွေလည်းလုပ်များကားလည်းမောင်းလို့မရကျော်တို့ကဒါဖြစ်နေဖြစ်နေတဲ့ဟာကပါလဲဆိုတော့တစ်ဖက်ကဖိအားပေးလို့ဒါကျော်တကားမှမဖြစ်ဘူးတစ်ဖက်ကစကားစားဘက်ကတော့ဖိအားပေးတဲ့ခါကျတော့ဒီလုံသမားကိုဒီလိုဖိထားရင်တော်လိုင်းဘက်မှာငြိမ်သွားအောင်သူကလောက်တာကျော်တို့ရှင်းရှင်းလေးသိရအဲ့ဒါကိုကျွန်တော်တို့ပမာလုံသမားတွေကသိရမှာဒါကိုဘာကိုလုပ်နေတာသိရှောင်းလို့ရတယ်ဘယ်လမ်းကြောင်းနဲ့သွားမလဲပေါ့အဓိကဒီငွေကိုထိန်းချုပ်တာလဲသူတို့ပဲလုံသမားဝိညာဏပဲဗန်စင်းတွေကိုကောက်တာလဲသူတို့ပဲ ဲ့တော့ဒီငွေတွေကိုလူသမားတယောက်ရဲ့တနည်းရတဲ့လောကတလလောကသူ့မှာဘလောက်ကြံခဲ့တယ်ဆိုတာကိုဗန်သေးဒီမှာအခုဟိုနိုင်ငံသားငွေတွေကတချို့တော်လည်းထောက်ပို့တဲ့ငွေတွေကစီးဆင်းနေတာထိုင်းကအများဆုံးဖြစ်နေတယ်အဲ့ဒီအတွက်သူကထိန်းချုပ်တာဒါကျွန်တော်တို့အတွင်းမှာတည်ရတဲ့လောက်လဲတည်ကြတယ်ဒီဘန်တွေကိုလောက်တဲ့စနစ်ကလည်းတော်လိုင်းအတွက်အများကြီးကျွန်တော်တို့ဆုံးရှုံးတာကြီးတွေ့ရမှာ ဒေါ်လာကြီးအတွက်ကျွန်တော်အထောက်ပံ့မဖြစ်နိုင်ဘူးအဲ့ဒါလေးကိုလုံသမားတွေကသိဖို့လိုတာပေါ့အဲ့ဒီလိုလှုပ်လိုက်မှကျွန်တော်စစ်ကောင်စီကိုတွားမြင်တာတန်ယုံအခုတန်ယုံကအပြင်ကိုအလုပ်လုပ်လို့မရအပြင်လက်ထွက်ကူညီလို့မရလုံသမားကြီးလှုပ်တဲ့လူနဲ့တူတူချိတ်လို့လည်းမရတော့ဘယ်ဒေသသွားသွားတန်ယုံကအခုငြိမ်နေတာလီနှစ်လောက်ကြီးဒေါ်လာကြီးစအနာတိမ်ပြီးတဲ့ငြိမ်နေတဲ့အချိန်မှာသူအပြင်ကိုထွက်ချင်တယ်ထွက်ချင်တဲ့အခါကျတော့ဒီလုံသမားကိုဖိအားပေးလိုက်မှတန်ယုံကဝင်ရှင်းခွင့်ရမှာ တန်ရုံရှင်းမှာပြေလည်မယ်ဆိုတဲ့ပုံစံမျိုးဖန်တီးတာပဲအဲ့ကြမှာ तू ကဒီတန်ရုံရှေ့ထွက်လာမှာထွက်လာမှာဒီမျိုးနယ်မှာရှိတဲ့ထိုင်းမှာကမလေးနဲ့မတူတာပါလို့ဆိုတော့ပြည်နယ်တိုင်း14ခုလုံးရှိနေအဲ့တော့ရခိုင်ကိုပြည်ရှာပေးခြင်းဒီမှာပဲလောက်တယ် AW ကိုပြည်ရှာပေးခြင်းလည်းဒီမှာပဲလောက်တယ်ကရင်ပြည်နယ်ကိုပြည်ရှာပေးခြင်းလည်းထိုင်းမှာပဲလောက်တယ်အဲ့ဒီဟာတွေကသူတို့ကပလန်ကြီးကြီးမားမားနဲ့လုပ်နေတယ်လို့ကျွန်တော်သုံးသပ်မိတာပေါ့ဗျာ